ပထမဆုံးဒါသူနဲ့စုံမဲ့ကားလေးပေါ့ဟုတ်ကဲ့သူရဲ့ပထမဆုံးကားဟုတ်သူကတော့တော်တော်လေးတက်ကြွရတယ်အရန်တက်ကြွရတယ်အခုဘောက်ဆင်းနေလဲထိုးတယ်အာဒီ script တွေကိုလည်းတေချာလေးတအုံလုံးတော့လွတ်ရတယ်ဆိုတော့တော်တော်လေးသူသူစိတ်လဲနှစ်ထားရယ်အရန်လဲဒီကားကိုရဲဖို့တော့ motivation ဖြစ်နေတယ်အဲ့အတွက်ကိုလည်းကျွန်တော်တို့ကအဲကျွန်တော်ကနေပြီးတော့ဗောနော်အဲသူ့အတွက်ဟို သူဘယ်လိုလေးထွက်လာမလဲဆိုတော့အဲစိတ်လဲတုတ်ရှားနေပါဟုတ်ကဲ့ရှင်စီဆိုတော့ထူးခြားချက်ကတော့အတကယ် moral လောက super moral တွေဖြစ်တဲ့ဒီ၃ယောက်ကရိုက်มาဆိုတော့ပို့ပြီးတော့ဟိုထူးဆန်းနေရပါဘောเนาะဆိုတော့သူတို့ဘယ်လောက်ထိလုံနိုင်မလဲဆိုတော့လည်းကျွန်တော်တို့အာစိတ်လို့ရှားနေပါတယ်ဒီထဲမှာတော့ကျွန်တော်ကတော့ဟိုဘယ်လိုပြောရမလဲအရင်လည်းမဆိုးဘူးဟိုအရင်လည်းမလိမ္မာဘူးပေါ့အဲအဲ့လိုအဲ့လို character မျိုးပါ အပြီးတော့ဟိုခမမိုင်းကောင်လေးတယောက်နေရဟုတ်တယ်ပထမဆုံးဒါသူနဲ့စုံမဲ့ကားလေးပေါ့ဟုတ်တယ်သူရဲ့ပထမဆုံးကားဟုတ်အဲပထမဆုံးနေဆိုတော့မတရားလည်းဖြစ်တော့ကျွန်တော်လည်းဝင်ပြီးတော့ဟိုသူတို့အပေးမှာပေါ့နော်အဓိကတော့ဒါဒီဇက်ကမင်းသမီးဇက်ဖြစ်တယ်ဆိုတော့ဒါသူတို့ကိုကျွန်တော်တို့ကဘေးကနေပြီးတော့ဟိုအကောင်းဆုံးသူတို့ဖြစ်အောင်ဝင်ရပေးမှာပေါ့ တိုက်တွန်းပြတဲ့တဲမှာပါတယ်။ဘာလို့တိုက်တွန်းဖြစ်လဲဆိုတော့ကျွန်တော်ကကျွန်တော်ဟိုနေ့ကလည်း pressure မှာပြောခဲ့ရပါတော့။အာကျွန်တော်လူပညာတက်တန်းဆယ်နှစ်ပြည့်ခဲ့ပြီပေါ့နော်။ကျွန်တော်ဒီလိုမျိုး moral law ကနေချက်ချင်းဒီလိုမျိုး CV တွေရိုက်ရဖို့ကဟိုအဆင့်နေကြော်ပြီးတော့ရိုက်ဖို့ဆိုတာမလွယ်ဘူးလေ။ကျွန်တော်တော့က casting တွေတွားရတယ်။ audition တွေဝင်ရတယ်။ဆိုပြီးတော့မှကျွန်တော်တို့တစိမ့်ပြီးတစိမ့်ဖြစ်လာတယ်အဲပြီးတော့မှအခုဒီလို နှစ်တွေရောက်တော့မှဒါခေါင်းဆောင်မင်းသားဆိုတဲ့ဟာဖြစ်လာဆိုတော့သူတို့ကအများကြီးကံကောင်းပါတယ်အဲ့တည်းလဲကျွန်တော်သူတို့ပို့ပြီးတိုက်တွန်းဖြစ်တယ်ဒီလိုမျိုးဟိုဘယ်လိုဘာမှမရိုက်သေးဘဲနဲ့ချက်ချင်းခေါင်းဆောင်မင်းသမီးတွေကောက်တင်ပြီးတော့ရိုက်တာ တော်တော်လေး risk လဲများတယ်ဟာဒီလိုမျိုးလှုပ်ခွင့်ရတဲ့အတွက်လဲကိုယ့်ကိုယ်ကိုဂုဏ်ယူကြဖို့လဲကျွန်တော်ပြောဆုံးမမိပါဘူးဟုတ်ကျောက်ဆောင်နဲ့ပတ်သက်တာဆိုရင်တော့ကိုတိရဲ့အပိုင်းလေးပဲเนาะ အဓိကတော့ကျွန်တော်တို့ပြုဆောင်ပိုင်းမှာဒီကင်မရာရှေ့မှာမဟုတ်ဘူးကျွန်တော်ကင်မရာနောက်ွယ်မှာလည်းကျွန်တော်တို့ဒီဆက်ဖွဲ့ရှိမယ်ဒီအဖွဲ့သားရဲ့အားလုံးကိုလည်းဘယ်လိုပြောရမလဲဘယ်လိုနေထိုင်ရမလဲဘယ်လိုဆက်ဆံရမလဲအဲပေါင်းသင်းဆက်ဆံရေးဒါတော့သူကတော့ပေါင်းသင်းဆက်ဆံရေးကောင်းမိတာလူတယောက်ပါဒါပေမဲ့ကျွန်တော် on set မှာလိုအပ်တဲ့ဟာလေးပေါ့နော်ဆိုတော့တစ်ဖက်လူကအာကိုယ့်ရဲ့ဘယ်လိုပြုမှုလေးတွေကသူ့အတွက်နောက်ဆက်ဖြစ်တတ်တယ်သူ့ရဲ့ item လောက်တဲ့ပုံမှာ ဘလို့အကျိုးတက်ရောက်မှုရှိတတ်တယ်အဲ့လိုမျိုးဟိုဘလို့ပြောမလဲအရင်အဲ့ဒါလေးအရင်တင်တာပေါ့နော်တင်ပြီးတော့မှကိုယ့်ရဲ့ item လုပ်ဖို့အတွက်ကိုယ်ဘလို့လုပ်ဖို့အတွက်ရှူတင်မှာဘလို့စိတ်မျိုးနဲ့ထားဖို့အတွက်မနဲ့ဘလို့လေးစိတ်ကိုကြည်ကြည်ထားပြီးထွက်လာဖို့အတွက်အကုန်လုံးကိုဖြည်းဖြည်းချင်းပြောပြနေရပါဟုတ်တော့တော်တော်လေးတက်တက်ကြွရတယ်အရင်ကတက်ကြွရတယ်အခု boxing နေလဲထိုးတယ်အာဒီ script တွေကိုလည်းတေချာလေးတအုံလုံးတော့လွတ်ရတယ်ဆိုတော့တော်တော်လေးသူ ူစိတ်လည်းညစ်ထားတယ်အရန်လည်းဒီကားကိုရဲဖို့တော့ motivation ဖြစ်နေတယ်အဲ့အတွက်ကိုလည်းကျွန်တော်တို့ကအဲကျွန်တော်ကနေပြီးတော့ဗောနော်အဲသူ့အတွက်ဟိုသူဘလို့လေးထွက်လာမလဲဆိုတော့အဲစိတ်လည်းတုတ်ရှားနေပါဟုတ်ကဲ့ကျွန်တော်တရားသူတို့ခြင်းမြစ်လားခြင်းမြစ်တယ်အဲသူနဲ့ဆောင်ရမဲ့ဆင်းနေလဲများတာဘူးဆိုတော့ dialogue တွေတူတူပြောဖြစ်တယ်အဲတချို့ဟာလေးကြတော့သူတို့ကြတော့ဟိုသူတို့မှမဟုတ်ပါဘူးဒါကျွန်တော်တို့လည်းတူတူပဲနေရလာတဲ့အတွက်ကြောင့်စကား ြောတာလေးတခါကျရင်အခက်တွေ့ရလေတချို့နေရာလေးမှာလုံးဝရလေးရှိတယ်ကိုက item လုံးနေပေမဲ့အဲ့ဒါကိုတတိမထားမိတာလေးရှိတယ်အဲသူဆိုလည်းအဲ့လိုပဲစကားပြောမြန်တယ် interview မှာတွေ့ပါပါစကားပြောအဲ့လိုအရင်မြန်တဲ့ခါကျတော့အဲ့ flow လေးတေးချာလေး flow ကြကြပြောနိုင်ဖို့အတွက်အဲ့ဒါလေးတော့သူ့ကိုပြောဖြစ်ပါတယ်အဓိကတော့အဲ့ခါလေးပါ item ကတော့ဘာလို့မဆိုဒီ move အရာကျွန်တော်တို့ ဒီထွက်လာတဲ့ character လေးကိုစီးမျောပြီးတော့သွားနိုင်ရင်ကိုဒါအိုက်တင်လုံနိုင်လုံနိုင်ပြီပေါ့เนาะကျွန်တော်အဲ့လိုမြင်ပါတယ်ဆိုစကားကိုပဲအဓိကသူသူပိုကျင့်ရမှာပေါ့ဟုတ်ကဲ့ဟုတ်ပါအမှန်မှန်ဆိုဆာလေးကဒါမျိုးစီနီယာဖြစ်သွားပြီဆိုအောင်ကိုလာတော့မိမအောင်လာသူတို့တွေဖတ်တာပဲသူကိုမေးတာတွေမြန်တာအရင်အောင်ကိုရေသူကအဲ့ script reading တွေသူ table read တွေရှိရယ်အဲ့ရက်တွေကိုသူကရောက်သွားရင်သူစာမရမှာစိုးရိမ်နေတော့ကြောင့်အဲ့အရှိနေတွေကကျွန်တော်ရဲ့ဒီ writers တွေလုပ်တယ်စကားကြီးအများကြီးပြောကြည့်တယ်ဆိုတော့ကိုလည်းကိုတိတဲ့ဒီစကားပြောပုံလေးတွေတချို့အားကြီးကျတော့ကျွန်တော် script တွေအတိုင်းပြောရင်ကိုရဲ့ပြောပုံနဲ့မတူတဲ့ခါကျရင်ပြောဖို့ကခက်တယ်လीဆိုတော့ဒီလိုလေးတော့ဟိုပြောလိုက်ရင်ကိုပို့ပြီးတော့စကားကိုမလုံးတော့မထစ်တော့ဘူးအဲ့အဲ့ဒါလေးတော့တေချာလေးပြောပြရပါတယ်ဟုတ်ကဲ့သူ့ကိုကြည့်ရတာ passion နဲ့ဖြစ်တယ် gay fan လို့ပြောလို့ရတာသူကလာအလုပ်တစ်ခုလုပ်ရင်တော့သူက passion နဲ့ဖြစ်တယ် အလိုမျိုးပေါ့နော်ဒီအနုပညာနဲ့ပတ်သက်တဲ့လုပ်တွေဆိုရင်သူကတိတိကျကျလေးကိုသူကအရင်စူးစမ်းမှုအရင်ကောင်းတယ်သူ့ကိုဟိုအားစူးစမ်းမှုမရလို့တော့ဂျင်ပဲဖြစ်မယ်ဂျင်တော့လောခေါ်လို့မရဒါပေမဲ့အခုကတော်တော်လေးတက်ကြွအာ low wage တွေလည်းထိုးရဲဂျင်လည်းတေချာဆော့ရဲအာပြီးတော့အစားတောက်တွေဆိုရင်လည်းအစီစိတ်တွေတိတ်မစားဘူးပေါ့နော်ဟိုသူကသူတော့ဒီအလုပ်ကြောက်ပဲထင်ပါတယ် ်ပြင်တော့ပြင်လာဒီပေါ်လာဒီပေါ်လာပါ냐ဆိုရင်ကိုကသိတယ်ပေါ့အရင်ဆုံးအာကျွန်တော်ကျွန်တော်တီးရထက်ကိုဝါရဲဆိုတော့တကျွန်တော်ကဟိုကျမ်းမာဖို့အတွက်ဟိုစားတောက်တွေအစားပေါ့နော်ဟိုအစီစိတ်တွေကျွန်တော်အရန်တို့အချိုတွေဆိုအချိုရမ်းကြိုက်တော့အချိုတွေရှောင်ခိုင်းတာမျိုးတွေဟိုအရန်မရှောင်နိုင်တော့ဟိုနည်းနည်းပဲစားဖို့ပေါ့နော်အဲ့ဒါလေးတော့ဟိုပြောပြဖြစ်ပါတယ်ဟုတ်